အခုဆက်လက်ပြီးဖန်းစည်းထောင်ချခံထားရတဲ့ဘဂတတုဥက္ခရကိုဝေယံဖြိုးမှုဟာငလင်ကာလမှာပြန်လွတ်လာတဲ့အကြောင်းကိုလည်းပြောပြပေးပါမယ်။ဘဂတများအဖွဲ့ချုပ်ဗဟုလုံးမှုဆောင်အဖွဲ့ဒုတိယဥက္ခရာဖြစ်သူကိုဝေယံဖြိုးမှုဟာအချင်းထောင်ကနေပြန်လည်လွတ်မြောက်လာတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာကြောင်သားသမဂ္ဂများအဖွဲ့ချုပ်ဘဂတကဧပြီလ17ရက်နေ့မှာထုတ်ပြန်ပါတယ်။ ကိုရံဖြုံမို့ဟာအင်းစိန်ကျင်းထောင်နဲ့တာယာဝတီကျင်းထောင်တွေမှာ၄နှစ်ကျော်ကြာမတရားဖမ်းဆီးခံခဲ့ရပြီးတဲ့နောက်ဧပြီလ၂ရက်နေ့မှာပြန်လည်လွတ်မြောက်လာတာလို့ဆိုပါရယ်။ဆရာနာရှင်စံကျင်ရေးလူလူလှုပ်ရှားမှုတွေမှာတက်ကြွစွာပါဝင်ခဲ့တဲ့ကိုဝေရံဖြုံမို့ဟာဆရာနာသိမ်းပြီးတဲ့နောက်မှာ၂၀၂၁ခုနှစ်မတ်လ၃ရက်နေ့ကဘာဂတမြအဖွဲ့ချုပ်ပူပေါင်းစစ်ကြောင်းကိုတာမွေမြို့နယ်မှာစစ်တပ်နဲ့ရဲတွေကအကြမ်းဖက်ဝင်ရောက်ဖြိုခွင်းခြင်းရဟန်းရှင်လူចောင်းသားပြည်သူတွေနဲ့အတူမတရားဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်ပါရယ်။ အဲဒီနောက်ဒီဇင်ဘာလ29ရက်နေ့မှာငိမ့်စုစီဥပဒေပုံမှန်နဲ့ထောင်နှံတလနိုင်ငံတော်ကြီးညိုပြည့်စုံမှု905ခါခွေးအတွက်ထောင်နှံနှစ်နှစ်စုစုပေါင်းအလုပ်ကျန်းတဲ့ထောင်နှံနှစ်နှစ်နဲ့တလကိုစစ်ကောင်စီထောင်တွင်တရားရုံးကအမိန့်ချမှတ်ခဲ့ပါတယ်။အင်းစင်ချင်းထောင်ထဲမှာအချင်းကြခံရစင်မှာလဲကိုဝင်းဖြုံမုတ်ကိုထောင်အာဏာပိုင်အစအမှုပါဝင်အချင်းသားတို့ကနှိပ်ဆက်ရိုက်နှက်ခဲ့လို့နိုင်ရိုးကျိုးသွားခဲ့ပြီးပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်ရှင်။ ဖန်စီအကျဉ်းချခံနေရတဲ့စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်တဲ့မြမရှိဆောင်ဘန် MAB ဥက္ကရာဦးချစ်ခိုင်နဲ့ဇီကဘာဥခင်ရွှေရဲ့တာဦးစည်တီဟာတို့အပါအဝင်စီးပွားရေးလုပ်ငန်းရှင်တွေကိုဧပြီလ12ရက်နေ့ဒီကနေ့မနက်မှာစစ်ကောင်စီကပြန်လွှတ်ပေးလိုက်တယ်လို့အချင်းဦးစီနဲ့နှီးဆက်တဲ့သတင်းရင်းမြစ်တွေစီကနေသိရပါဗျ။ဒီကနေ့မနက်မှာမန္တလေးအိုးဘိုထောင်ကနေ MAB ဥက္ကရာဦးချစ်ခိုင်ကိုပြန်လွှတ်ပေးလိုက်တယ်လို့ဦးစည်တီဟာကိုလည်းအင်းစိန်အချင်းထောင်ကနေပြန်လွှတ်ပေးလိုက်တယ်လို့အချင်းဦးစည်နဲ့နှီးဆက်တဲ့သတင်းရင်းမြစ်ကပြောပါရတယ်။ ငလင်ဖြစ်နေတော့အလူခံမှုရဲ့ပြန်လဲထူထောင်ရေးမှာပါဝင်လို့ရအောင်ပြန်လွတ်ပေးတာဖြစ်မယ်။သူတို့နှစ်ယောက်တည်းမဟုတ်ဘူးတခြားစီးပွားရေးလုပ်ငန်းရှင်တွေလည်းပါတယ်လို့ပြောပါရယ်။အင်းစိန်ချင်းထောင်မှာဖန်ဆီးထားတဲ့စီးလုပ်ငန်းရှင်တွေနဲ့စံကုန်တဲ့ကြီးတချို့ကိုလည်းအပြေလာ၁၇ရက်နေ့ညပိုင်းကပြန်လွတ်ပေးခဲ့တယ်လို့စီးပွားရေးလုပ်ငန်းရှင်တယောက်ကပြောပါရယ်။ ဒီကနေ့ပြန်လွတ်လိုက်တဲ့ဥစေတီယာဟာဖခင်ဖြစ်သူဈေးကဘာဥခင်ရွှေနဲ့အတူ2022ခုနှစ်မတ်လ21ရက်နေ့ကဗဟန်းမြို့နယ်နေအိမ်မှာစစ်ကောင်စီရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးတားဖနှစ်ယောက်စလုံးပုံမှန်24နဲ့ထောင်နဲ့9နှစ်အမိတ်ချမှတ်က2024ခုနှစ်စက်တင်ဘာလ28ရက်နေ့28ရက်နေ့မှာဈေးကဘာဥခင်ရွှေကိုပြန်လွတ်ပေးခဲ့တာပါ။ အလားတူဒံကိုစီဆိုင်တဲ့ MAB ဘန်တထေဦးချစ်ခိုင်ဟာလည်း2022ခုနှစ်ဘယ်လ25ရက်ညပိုင်းကရန်ကုန်မြို့မှာစစ်ကောင်စီရဲ့ဖမ်းဆီးတာခံခဲ့ရပြီးအဂတိပုံမှ55နဲ့အမှုဖွင့်ကအိုးဘိုထောင်မှာထောင်နဲ့ခုနှစ်နေချခံထားရသူဖြစ်ပါရဲ့ရှင်ငလေးကျောက်အိမ်တော်ဦးစီးဆုံရှုံပြီးသားသမီးကြံရှိခဲ့တဲ့ single မာတာမိခွင်တွေကိုကုညီထောက်ပံ့ပေးသွားမယ်လို့တရုတ်ဆောင်နှမ်းမြက်ဖြိုးတင်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာကြေညာထားပါတယ်။ မိခင်တွေကိုလာစင်ငွေကြက်တသိန်းစီတစ်နှစ်တိတိထောက်ပံ့သွားမှာဖြစ်ပြီးနမ်းမြဖြိုးတင်က9ရောက်စာကြက်သိန်း60မှတီထောက်ပံ့ပေးဖို့စီစဉ်ထားတယ်လို့ဆိုပါတယ်။တခြားပါဝင်ကျင်းသူတွေလည်းပါဝင်လှူဒန်းနိုင်မှာဖြစ်ပြီးတယောက်ကိုတစ်နှစ်စာရေရှည်ထောက်ပံ့ပေးရမယ်လို့ဆိုပါတယ်။ငွေတသိန်းဟာများတဲ့ပမာဏမဟုတ်ပေမဲ့နောက်လာမှာသုံးဖို့စရိတ်လေးရှိမယ်ဆိုတော့စိတ်လုံခြုံမှုရအောင်ထောက်ပံ့ပေးခြင်းတဲ့အတွက်ထောက်ပံ့ပေးမှာဖြစ်တယ်လို့တရုတ်ဆောင်နမ်းမြဖြိုးတင်ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။ မတ်လ28ရက်နေ့ကသခိုင်းမြို့နီကိုဗဟုပြုပြီးလှုပ်ခတ်ခဲ့တဲ့အင်အားခရစ်တမခုနှစ်ရစ်စတာစကေးရှိတဲ့ငလင်ကြီးကြောင့်မြန်မာနိုင်ငံထက်ကပြည်သူ4355ယောက်သေဆုံးခဲ့တယ်လို့ DBB ကကြောက်ယူရရှိထားတဲ့အချက်လက်တွေရသိရပါတယ်ရှင်။မြန်မာနိုင်ငံငလင်ဘေးအတွက်ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ကုညီကယ်ဆယ်ပစ္စည်းတန်ချိန်120လောက်ရန်ကုန်ကိုရောက်ရှိလာပြီးစစ်ကောင်စီကိုလွှဲပြောင်းပေးမယ်လို့ဘင်္ဂလားဒေ့ရှ်ရဲတပ်ကဧပြီလ17ရက်ညပိုင်းမှာထုတ်ပြန်ပါတယ်။ ကဲသေးပစ္စည်းတွေအရေးပေါ်စေဝါးတွေနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတန်ချိန်120လောက်တင်ဆောင်လာတဲ့ဘင်္ဂလားဒေ့ရှ်ရေတပ်သင်္ဘောဟာရန်ကုန်စစ်ကမ်းကိုရောက်လာတာပါဘင်္ဂလားဒေ့ရှ်နိုင်ငံကိုစားမြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့အစည်းကိုလွှဲပြောင်းပေးရမယ်လို့ဆိုပါရယ်ဒီကဲသေးပစ္စည်းတွေဟာငလင်တန်ခန်းစားခဲ့ရတဲ့မြန်မာနိုင်ငံကဒုက္ခရောက်နေတဲ့ပြည်သူတွေရဲ့ဝေဒနာတွေကိုတတ်တာစေလိမ့်မယ်လို့ဆိုပါရယ်ရှင် အင်အားပြင်ကလေးရဲ့နောက်ဆက်တွဲဖြစ်ဧပြီ17ရက်နေ့မှာအင်အားရစ်စတာစကိငါအပါဝင်ငလင်း6ကြိမ်လှုပ်ခတ်ခဲ့တယ်လို့စစ်ကောက်စီဩဇာခံမိုးလွေသားဌာနကထုတ်ပြန်ပါတယ်။မန္တလေးတိုင်းနဲ့ပဲခူးတိုင်းတို့မှာလှုပ်ခတ်ခဲ့တာဖြစ်ပြီးအတိတ်နဲ့မတူတဲ့ငလင်းတွေဖြစ်ပါတယ်။၈နာရီ53မိနစ်ကအင်အားရစ်စတာစကိ3အဆင့်နဲ့မန္တလေးတိုင်းဝန်နဲ့မြို့နာမှာအနက်23ကီလိုမီတာကနေလှုပ်ခတ်ပြီး 9နာရီ2မိနစ်မှာတော့အင်အားရစ်စတာစကေး၄ .3 နဲ့ဘကိုးတိုင်းတောင်ငူမြို့နားမှာအနက်73ကီလိုမီတာကနေလှုပ်ခတ်ခဲ့ပါတယ်။မနက်7နာရီလောက်မှာတော့အင်အားရစ်စတာစကေး9နဲ့မန္တလေးတိုင်းဝန်ထဲမြို့နားမှာပဲအနက်10ကီလိုမီတာကနေလှုပ်ခတ်ခဲ့ပြီး7နာရီခွဲလောက်မှာတော့မန္တလေးတိုင်းမလိုင်းမြို့နားမှာအင်အားရစ်စတာစကေး၄ .9 နဲ့အနက်10ကီလိုမီတာကနေလှုပ်ခတ်ခဲ့ပါတယ်။ ညနေ3:20နာရီလောက်မှာအင်အားရစ်စတာစကေးလေးနဲ့နေပြည်တော်တက်ကုံမြို့နားမှာအနက်14ကီလိုမီတာကနေလှုပ်ခတ်ခဲ့ပြီးည8:48မိနစ်မှာလည်းနေပြည်တော်တက်ကုံမြို့နားမှာအင်အားရစ်စတာစကေး4.4နဲ့အနက်25ကီလိုမီတာကနေလှုပ်ခတ်ခဲ့ပါတယ်မိုးလေသာဌာနရဲ့ထုတ်ပြန်ချက်တွေအရဧပြီလ17ရက်နေ့ညပိုင်းအထိအင်အားပြည့်ငလင်ကြီးရဲ့နောက်ဆက်တွဲငလင်အကျင့်ရေ120လောက်ခတ်ခဲ့ပြီးဖြစ်ပါရဲ့ရှင်။ တတကြမှာမြန်မာပြည်သူတွေအားလုံးဘေးကင်းကြစေဖို့အမေရိကန်ပြည်သူတွေကိုစားမြန်မာနိုင်ငံဆိုင်ရာအမေရိကန်တန်ယုံအကြီးကဲစူဇန်စတီဗင်ဆန်ကဆူတောင်းစကားပြောကြားလိုက်ပါတယ်။တန်ယုံအကြီးကဲစူဇန်စတီဗင်ဆန်ကတကြံဟာမြန်မာပြည်သူတွေအတွက်မျှော်လင့်ခြင်းနဲ့အသစ်ပြန်လည်စတင်ခြင်းတွေကိုကိုစားပြုတဲ့အရေးကြီးတဲ့အားလျက်ကာလဖြစ်တယ်ဆိုတာကျွန်မသိပါတယ်။ တကြံရီကနှိဟောင်းကစိုးညစ်တွေကိုစေကြောပေးနိုင်ပြီးနှစ်တစ်မှာအားလုံးကိုအစ်စ်ကပြန်ဆနိုင်စေပါတယ်လို့တန်ယုံကထုတ်ပြန်ထားတဲ့ရုပ်တံဗီဒီယိုမှာပြောပါတယ်။ဒါပြင်စကိုင်းငလင်ကြောင့်လူအသက်တွေအဆောက်အအုံနဲ့လမ်းဘက်ဆက်သွယ်ရေးတွေပျက်စီးဆုံးရှုံးသွားတာကြောင့်ဒီနေ့ဟာပို့ပြီးတော့တောင်ခက်ခဲလာပါတယ်။ အမေရိကန်ပြည်တော်စုဟာမိဖက်တွေကျွမ်းကျင်ပညာရှင်တွေနဲ့ပူးပေါင်းပြီးပြန်လည်ထူထောင်ရေးမှာအကူအညီပေးနေကလာမယ့်နှစ်တကြံမှာပုံမိုကောင်းမွန်လာစေဖို့ငြိမ်းချမ်းရေးအတွက်အားထုတ်ကြိုးပမ်းမှုတွေကိုလည်းဆက်လက်ထောက်ခံအားပေးနေရလို့လည်းအမေရိကန်တန်ရုံအကြီးအကဲကပြောပါရရှင်မန္တလေးမြို့ကငလင်တန်းတင့်ပြည်သူတွေအနေနဲ့တ냐တိုက်ခံရတာတွေဖြစ်ပွားနေတဲ့ပြင်ညပိုင်းတွေမှာလည်းမျက်နှာဖုံးစွတ်လက်နက်ကင်လူစုတွေကြောင့်စိုးရိမ်ထိတ်လန့်နေကြရတယ်လို့မန္တလေးမြို့ကနေကပြောပါရတယ်။ မဟာအောင်မြင်မြို့ထဲမှာအိမ်ပြိုကျတဲ့သူတွေနဲ့အိမ်တွေမပြိုပေမဲ့လည်းအိမ်ထဲမှာမအိပ်ရဲကျတဲ့သူတွေကအခုထိလမ်းနေနဲ့ကွေးမြေတွေမှာအိမ်နေကြရဆဲဖြစ်ပြီးတချို့နေရာတွေမှာညပိုင်းမှောင်တာကြောင့်ဓာတ်ကိုအခွင့်ကောင်းယူပြီးမျက်နှာဖုံးဆို့ဓာတ်ကင်တဲ့သူတွေကဓားများတိုက်တာအမှုကြံစီတဲ့ဖြစ်စဉ်တွေမကြာခဏဖြစ်ပွားနေရလို့ငလေတန်တင့်ပြည်သူတို့ကပြောပါရယ်ဒါကြောင့်ဒေသခံတွေကကိုတူကိုဒါအလဲကြကင်းဆောက်အိတ်ကြရပြီးတော့ပြည်သူတွေလုံခြုံရေးအတွက်စစ်သားနဲ့ရဲတွေကလည်းအသုံးမဝင်ကြဘူးလို့ဆိုပါရယ် လက်ရှိငလင်လှုပ်ပြီးကြဲကမြို့ပေါ်မှာစစ်ကောင်စီလက်စစ်ကောင်စီလက်ကင်တုံးဖြစ်တဲ့ပြူစောထီတွေမမြင်ရတော့တဲ့ပြင် ပြည်သူတွေကိုကူညီတဲ့အထက်မှာလည်းမတွေ့တော့တဲ့အတွက်ဘယ်ရောက်သွားကြပြီလဲဆိုတာမေးခွန်းထုတ်ဆရာဖြစ်တယ်လို့လည်းပြရိုက်တာဖွဲ့တွေကပြောပါရရှင်ကချင်ပြည်နယ်ဖားကတ်မြို့မှာဆေးရနာရှင်စံကျင်ရေလူလူသပိတ်နဲ့တော်လန်တကြံကိုအေဘလာ၁၂ရက်နေ့ဒီကနေ့မနက်မှာဒေသခံတွေကပြုလုပ်ခဲ့ကြပါတယ် ြည်သူတွေကိုဘုံကျဲမီးရှို့မရင်းကျင်းတက်ဖြတ်တဲ့စစ်ကောင်စီကျင်းပမဲ့တကြံပွဲတွေမှာမပါဝင်ကြဖို့ပြည်သူတွေအားလုံးတော်လှန်တကြံဆင်နွှဲကြဖို့အကြမ်းဖက်စစ်တပ်ကိုအမြင့်ဖြတ်ချေမှုန်းဖို့နှွေဦးတော်လှန်ရေးပြီးတဲ့အထိပြည်သူအားလုံးစီစီလုံးလုံးညီညီညွတ်ညွတ်ပူးပေါင်းပါဝင်ကြဖို့ဖားကန့်ပြည်သူတွေကတိုက်တွန်းနှိုးဆော်ကတော်လှန်တကြံတန်ချက်တွေနဲ့ဖျော်ဖြေခဲ့ကြပါတယ် မတ်လ28ရက်နေ့ကလှုပ်ခတ်သွားခဲ့တဲ့သခိုင်းငလင်ကြောင်ထိခိုက်ခဲ့တဲ့ပြည်သူတွေနဲ့ထပ်တူဝမ်းထဲကြောင်နဲ့ငလင်ကြောင်ဆုံးရှုံးထိခိုက်သွားတဲ့ပြည်သူတွေကိုဝိုင်းဝန်းကူညီကြဖို့ကိုလည်းတိုက်တွန်းခဲ့ကြပါရရှင်ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံမြို့နယ်ကရန်ဒေသတွေကတိကျိတ်ကျေးရွာမှာဧပြီလ10ရက်နေ့ည12နာရီလောက်ကစစ်ကောင်စီဟာလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်နေအိမ်ပျက်စီးပြီးဒေသခံ၂ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တိကျိတ်ကျေးရွာဒေသခံတွေကပြောပါရယ် စစ်ကောင်စီကကရဲမျိုးသားနေကျင်းပခဲ့တဲ့တိကျိတ်ကြီးရွာကိုလေကြောင်းကနေပေါင်200ဘုံနှလုံးနဲ့လာရောက်ကျဲချတိုက်ခိုက်ခဲ့တာကြောင့်နေအိမ်သုံးလုံးပျက်စီးပြီးနေအိမ်ပိုင်ရှင်လင်မယားနှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ဆိုပါတယ်။မနေ့ကကရဲမျိုးသားနေလုတာညတကောင်ကြတော့လေရင်လာကျဲပြီးလက်ရှိအိမ်ထိတာ3အိမ်လောက်ရှိပါတယ်။အိမ်နားမှာကြားတဲ့တလုံးကလင်မယားနှစ်ယောက်မှာယောက်ျားကဒဏ်ရာပိုများကြောင်းမိမဖြစ်သူလဲပွန်းပဲ့ဒဏ်ရာရရှိတယ်လို့တိကျိတ်ကြီးရွာဒေသခံတယောက်ကပြောပါတယ်။ စစ်ကောင်စီတပ်ကငလင်ကြောင်21ရက်ကြာပြစ်ခတ်ရက်စဲမယ်လို့ကြေညာထားပေမဲ့လက်တွေမှာတော့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ရသားပြည်သူတွေရှိရာနေရာကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာလက်နက်ကြီးနဲ့ပြစ်ခတ်တာတွေဇက်တိုက်ပြုလုပ်နေတယ်လို့သိရပါတယ်ရှင်။